အားလုံးမင်္ဂလာပါအခုပြောပြမှာတော့ကျန်းမာရေးအာဟာရပြည့်စုံစွာနှစ်မျိုးပြောပြမှာဖြစ်ပါတယ်တို့ကတော့အားလုံးလည်းသိပြီသားပဲဒီအန်ရှူရနဲ့ဂလူဆာနာကြောင့်ပြောပြမှာဖြစ်ပါတယ်အန်ရှူရမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော် HMB ပရိုတင်းပါမယ်28ဗီတာမင်မင်နရယ်ပါတယ်ပေါ့နော်အကြမ်းဖြစ်ပြောမယ်ဆိုလို့ရှိရင်သူကလူတိုင်းတောက်လို့ရတဲ့အာဟာရပြည့်စုံစွာဖြစ်ပါမယ်ဘယ်သူတွေကလွယ်လို့လည်းဖြစ်မလဲဆိုလို့ရှိရင်စီချိုရှိရဲ့လူတွေဆိုလို့ရှိရင်တော့အန်ရှူရတောက်လို့မရပါဘူးစီချိုရှိရဲ့လူနာရီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဂလူဆာနာကိုရွေးပေးရပါတယ် ဘာလို့လဲဆိုတော့သူ့မှာအင်နိုစီတောနဲ့ဂျန်တဲ့ဗီတာမင်မင်နရယ်ပါလို့ပဲဖြစ်ပါတယ်။သူကဆိုလို့ရှိရင်သွေးထဲကအချိုဓာတ်တွေကိုထိန်းညှိပေးတဲ့နေရာမှာကူညီပေးရတဲ့အကြောင်းလို့လည်းပါရပါတယ်ပေါ့နော်။နှစ်ခုလုံးကဆိုလို့ရှိရင်ကျွန်တော်တို့ကအေးရနေရာ၆ရက်နေရာမှာထားလို့ရပါတယ်။ရေခဲသက်သာတွေမှာဖွင့်ပြီးတော့ထားလို့မရဘူးပေါ့နော်။ဘူးဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့တလာသွင်းတောက်ပြီးလို့ရှိရင်တော့အကောင်းဆုံးပဲပေါ့နော်။တခုရှိတာပါလဲဆိုလို့ရှိရင်ဒီ ensure ရဲ့ glucosamine ကိုပြောလို့ရှိရင်တေချာလေးတော့မွေပေးရရပါတော့။မဟုတ်ဘူးဆိုလို့ရှိရင်သူကအဲ့လိုမျိုးအောက်မှာ ဟိုခဲနာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲအဲ့ဒါလေးတော့ view site ကိုလိုပါတယ်သိကျင်တဲ့ဇီဝါလေးရှိလို့ရှိရင်လည်း comment မှာရေးထားပြီးလို့ရပါတယ်ကျွန်တော်တတ်နိုင်များရှင်းပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်